ဆရာနဲ့ဆက်ပြီးတော့ join ပြီးတော့မှဟိုပုံစံလေးတွေအကုန်လုံးတိသွားတဲ့ခါကျတော့အရင်ကအဲကိုကိုကို confidence ရှိတဲ့ပုံစံနဲ့အခုရှိရနေတော်တော်လေးကိုကွာခြားသွားတယ်မတူတော့မတက်ရက်တာအစားတောက်စီရာအစားလေးတော်တော်လေးကို confidence ပိုရှိအခုဆိုကြည့်လိုက်လေဘယ်လောက် transform ဖြစ်သွားလဲဆိုတော့ဟုတ်တယ်မလားအများကြီး transform ဖြစ်သွားတယ်လမ်းလျှောက်တဲ့ချိန်မှာ ဘယ်နေရာထားပြီးရှောက်ရမလဲဆိုတာဘာကိုအားပြုတ်ရမလဲဆိုတာမသိဘူးအဲ့သူခုချိန်မှာဘယ်နေရာအားပြုတ်ရမလဲဘယ်နေရာထားရမလဲဆိုတာသိသွားတယ်ရောက်လာတော့သုံးလက်မှအခု6လက်မှပဲရောက်သွားတယ်အဲအခု6လက်မှပဲရောက်သွားတဲ့အချိန်မှာတော့ coffee တက်အပြည့်နဲ့ရောက်လာတယ်မစင်းတော့အဲ့ကနေမစင်းတော့အခုတော့ငါဆရာဆရာ6လက်ဆရာ6ပဲဆရာ6လက်ဟုတ်ကြပွင့်လာလေငါရဲ့မြောက် training ပေါ့နော်အများကြီးလဲ transformation ဖြစ်သွားပြီအများကြီးလဲပြောင်းလဲသွားတယ်အတိအကတော့ကြော်ပေါ့မကြော်ကနေပြီးတော့လှုပ်ပေးတာဆရာစီကတော့သွားဆရာအရင်တော်ရဲဆိုပြီးတော့လှုပ်ပေးတဲ့အချိန်မှာသူလဲ ရောက်လာတယ်ဆရာကိုလည်းရွေးချယ်ပြီးတော့လည်းကျေးဇူးတင်ပါတယ်လို့ရပါတယ်ရပါတယ်ရပါတယ်တကယ်တော့စကားမပြောတော့မြန်မာစကားခက်တယ်နော်တို့တော့ပြောနေမြန်မာစကားခက်တယ်တကယ်ခက်ဆုံးကမြန်မာစကားဆိုတော့အဓိကလို့အဖြတ်အတောက်တွေမသိဘူးပြီးရှေ့နောက်တွေပြောင်းမြန်နေပြောခါရကြရင်လို့သမင်းစားပြီးပြီလားဆိုတော့စားပြီးပြီလားသမင်းအဲ့လိုအဲ့လိုရှေ့နောက်ပြောင်းမြန်နေဆိုဆရာကတို့ training မှာလေအဲ့တင်နေနေတယ်သမီးစကားဖြတ်တော့လေလိုသေးရဲ့နော်ဒီနားလေးကဒီလိုဖြတ်ရမယ်ဒီလိုပြောရမယ်ဆိုပြီး တင်ပေးဖြစ်ပါတယ်အဲ့ဒါလေးပဲရှင်းအောင်လွှဲရလေးလည်းပြောဖြစ်တမင်းအဲ့လိုလေးပြောလိုက်ကိုကောင်းတယ်အဲအဲ့လိုမျိုးလေးပေါ့စကားပြောရလေးရောသူစိတ်ထားမဲ့ပုံစံလေးရောဒီထိုင်နေပုံစံလေးတွေอ่ะဆိုတော့အများကြီး training လုပ်ပေးထားတယ်မအားတော့ပဲကြည့်လိုက်တော့လေဘယ်လောက် transform ဖြစ်သွားလဲဆိုတော့ဟုတ်တယ်မလားအများကြီး transform ဖြစ်သွားတယ်ကျွန်တော်အမြဲပြောတယ်လို့ဆရာတယောက်ရဲ့ PT ဘာနဲ့မှလဲလို့မရဘူးဆိုတာပေါ့ အဲ့တော့သူရောက်လာတဲ့အချိန်မှာလေဒီပခုံးမဖွင့်ဘူးပြီးတော့ခါမတုံးတက်ဘူးခါနေထားမထားတက်ပြီးတော့သူချက်တော့လေးကအဲတစ်ဖက်နဲ့တစ်ဖက်မညီဘူးကျွန်တော်လည်းမညီဘူးအဘယ်နေရာမှာဘယ်လိုထားရမလဲကျွန်တော်မသိဘူးလမ်းလျှောက်တဲ့အချိန်မှာဘယ်နေရာကိုထားပြီးလျှောက်ရမလဲဆိုတာဘာကိုအားပြုတ်ရမလဲဆိုတာမသိဘူးအခုအချိန်မှာဘယ်နေရာကိုအားပြုတ်ရမလဲဘယ်နေရာကိုထားရမလဲဆိုတာသူသိသွားတယ်အဲချက်တော့အတုံးနှုံးလေးတွေကဆိုဘယ်လိုတုံးရမလဲဘယ်လိုလှမ်းရမလဲဆိုတာသူသိသွားပြီးတော့သူချက်တော့ direction လေးတွေကဆိုသူပြောင်းတက်သွားပြီး ရောက်လာတော့3လက်မှအခု6လက်မှပေါ့ရောက်သွားပြီအဲအခု6လက်မှပေါ့ရောက်သွားတဲ့အချိန်မှာလောကော်ဖီနဲ့အပြည့်နဲ့ရောက်လာပြီအဲသူနောက်ဆက်ပွဲတက်လို့ရှိရင်6လက်မှ5လက်မှနဲ့ပဲသူပွဲတက်တော့မှာ6လက်မှမစင်းတော့အဲ့အနေမစင်းတော့ဘူးအခုတော့နော်ဆရာဆရာ6လက်ဆရာ6ပေးဆရာ6လက်ဟုတ်တာလူပူလေးချက်တိုင်း6ပေး6ပေး6ပေးဆရာ6ပေးရအဲဒီကတော့ရှေ့မှာပြောသလိုပါပဲတော့ကလမ်းလျှောက်တာပုံစံမကြဘူး ဆိုတော့ကိုနေကိုဟန်ထားလဲမထားတတ်ဘူး smart လဲမဖြစ်နေဘူးပေါ့နော်အခုဆရာနဲ့တင်ပြရနောက်ပိုင်းမှာတော်တော်လေးလဲကိုကိုကို confidence ရှိလာတယ် smart ဖြစ်သွားတယ်လို့လဲခံစားရတယ်ဟုတ်အကုန်လုံးအဆင်ပြေပါတယ်အဓိကကကျွန်တော်တို့လူနေမှုဘဝမှာအဆင့်တန်းတစ်ခုရှိဖို့ဆိုတာအဆင့်တန်းဆိုငွေကြေးအဆင့်တန်းမဟုတ်ဘူးနေပုံထိုင်ပုံအဆင့်တန်းတစ်ခုမြင့်တင်ဖို့ version မြင့်ဖို့ဆိုတာကိုကိုရင်ပြောင်းလဲယူမှရတာ အာစမက်ဖြစ်ဖို့အတွက်ဆိုတာနေပုံထိုင်ပုံစားပုံတောက်ပုံသွားပုံလာပုံအကုန်လုံးစမက်ဖြစ်ဖို့လိုတယ်ပြီးတော့သူတို့ဆိုလို့ရှိရင်ဒါ public figure တွေအဲ celebrity တွေလုံနေကြတဲ့ public figure ဖြစ်နေတဲ့တွေဆိုပို့ပြီးတော့လိုအပ်တယ်လူတွေရဲ့စံနမူနာထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ပို့ပြီးတော့ပြုပြင်ပြောင်းလဲရမယ်ဆိုသူကိုယ်တိုင်လည်းဒီ hyper smack အတွက်ကိုတင်တဲ့နေ join နေအတွက်သူကိုယ်သူလည်းအများကြီး transformation ဖြစ်သွားတယ်အများကြီး changes ဖြစ်သွားတာဒီတခြားလူတွေအတွက်လည်းအတူယူစရာဖြစ်တာပေါ့အဲ့ဒါလေးတဲ့တင်ရှင်းနိုင်ရပါတယ် ဒီဟာတော့ဆရာနဲ့ဆက်ပြီးတော့ join ပြီးတော့မှဟိုပုံစံလေးတွေအကုန်လုံးတိသွားတဲ့ခါကျတော့အရင်ကအခုခုကို conference ရှိတဲ့ပုံစံနဲ့အခုရှိရာနဲ့တော်တော်လေးကိုကွာခြားသွားတယ်မတူတော့ဘူးမတက်ရက်တာအစားတောက်စီရာအစားလေးတော်တော်လေးကိုကွန်ဖူပိုရှိအခုဆိုကြည့်လိုက်လေ तू ပြောတယ် तू တမီးနဲ့ပထမဆုံးပွဲတွေတက်လို့ရှိရင်လည်းခြေထောက်ကယိုင်နေတယ်စောင်းနေတယ်ထောက်မနိုင်ဘူးအခုဆိုလုံးဝယိုင်လည်းမယိုင်ဘူးစောင်းလည်းမစောင်းအခု2နာရီ3နာရီလောက်ကို AC ဖြစ်နေတယ် relax ပဲဟုတ်လုံးဝလုံးဝဒီ तू ဘယ်နေရာဘလို့သုံးမိရှောက်ရမယ်ဆိုတော့ तू တိသွားရတယ်တော့တပ်ရှာ तू မနေ့ကတော့နော်ကော်ဖီဖြော်တာတဲ့အိမ်မှာသူ့မမေကကော်ဖီဖြော်ခိုင်းတာ၆နှစ်မှတောင်းတဲ့ကော်ဖီတော့ဖြော်တယ်တဲ့ပြောပြပေးလိုက်အောင်လေးလေးကျင်တာပါတော်ကြဟိုကဆရာ trainer ကအိမ်အိမ်စားလဲပေးရလေအိမ်မှာလဲတမီလေးကျင်ရမယ်ဒီမှာနေမဟုတ်ဘဲနဲ့အိမ်မှာလဲမတက်ရက်နိုင်အောင်၆လမှတောက်ပေါ်မှာဆိုလိုရက်နေရက်နေရပေါ့မတက်ရက်ပြီးတော့ရှောက်ကြည့်ရဆန်းရှောက်ကြည့်နေနဲ့ကော်ဖီလေးဖြော်ပြီးပါဆိုလို့အားနဲ့တွားပြီးတော့အဲ့ဒါနဲ့ပဲရှောက်ပြီးတော့ဒီလိုမျိုး ထားကြည့်ကြ။အဲဟာဟာ။ဘာမှတော့မပြောပါဘူး။နေရမချက်တော့ဘူးလား။မချက်တော့ဘူး။ဆရာစုခံနေရအောင်မယ်။အဲကိုကိုရင်လည်းစူးစမ်းနေရတာပါပဲ။ အဲ့တော့တောက်လျှောက်ကလည်းထပ်ပြီးတော့လည်း upgrade လုပ်နေရမှာပဲကျွန်တော် technology ရဲ့နည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာဟိုလူတိုင်းကဒါဟို version တစ်ခုအနေနဲ့မြင့်တင်လာတဲ့အချိန်မှာတော့ Google တိုင်းကလည်းစူးစမ်းနေစေကာလာဆိုတော့လည်း Google လက်နဲ့ထင်ရွှေလို့တော့မခံယူဝင်ပါဘူးအဲ့တော့ရောက်လာတဲ့ပြည်တိုင်းအောင်တော့ကြော်ရရင်သာမခွဲခြားပဲနဲ့တော့တောက်လျှောက်ကတော့ transformation ဖြစ်သွားအောင်အကောင်းဆုံးဖြစ်သွားအောင်တော့ပြုပြင်ပြောင်းလဲပေးနေအောင်ပါပါပဲဟုတ်တင်တန်းလေးလည်းထပ် join ထားလေးလည်းရှိပါသေးတယ်ဟိုအဖက်ဖက်မှာပေါ့နော်ပြေဆောင်အောင်လို့ကိုယ့်ဘက်ကလိုအပ်ချက်တွေမရှိတဲ့လောက်ရှားအောင်လို့ဟို ဖြစ်နေပါတယ်ဟုတ်ဆရာပေါ်မှာတော့အခုချိန်တူလောက100%အပြည့်ကိုယုံကြည်ထားတာပေါ့နော်ဆိုတော့ဟိုဆရာပညာချမ်းတဲ့ theme လည်းမပါဘူးအဲလိုအပ်တင်ကိုယ့်အပေါ်မှာပေါ့နော်လိုအပ်တဲ့လောက်ကိုဆရာပြောပြပေးတယ်တခြားဒီတင်တန်းနဲ့မဆိုင်တဲ့အကြောင်းအရာတွေအားအစား အကောင်လုံးဆရာစစ်တမပါပါလေးနဲ့ပြောပြပေးပါမယ်။ဒါအခုတုံးတက်တက်တင်တန်းလေးဆိုလို့ရှိရင်လည်းဒါဟိုတုံးမမဟုတ်ဘူးပေါ့နော်။တခြားမိန်းကလေးပဲဖြည်းဖြည်းရောက်ကြလေးပဲဖြည်းဖြည်းလူတိုင်းမှာရှိထားတဲ့အရာလေးဖြစ်တဲ့အခါကျတော့ဒီဟာလေးကိုလည်းဒါတက်စီခြင်းနဲ့ကိုကိုကို ပို့ပြီးတော့ smack ဖြစ်အောင်လို့နေတင်နေပေါ့နော်။ဟုတ်။အဲ့တော့တော့ချစ်ပေးထားတဲ့သူလေးတွေအကောင်လုံးကိုလည်းအများကြီးချစ်ပါတယ်လို့ ဆက်ဖြိုးနေနေရလဲထပ်ပြီးတော့လဲဟိုရောက်လာမဲ့တင်တန်းသားတွေပေါ့ဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့တော့ကိုယ်စီရောက်လာပြီဆိုတာနဲ့ကြော်ထားရင်ဒါမခွဲခြားဘဲနဲ့ပဲအကောင်းဆုံးဖြစ်အောင်တို့ရဲ့လူနေမှုအဆင့်တန်းတစ်ခုမှာ version မြင့်တော့အလှမဲ့ပဲဖြစ်ဖြစ် hyper smart တော့ပဲဖြစ်ဖြစ်လိုအပ်တဲ့တင်ကြားမှုအပိုင်းတွေကိုတော့အကောင်းဆုံးပံ့ပိုးတင်ကြားပေးသွားမှာပါပြီးတော့မြန်မာမဲရိုလည်းအကောင်းဆုံးဝင်းရဲ့ပေးနေဦးမှာပါ